မင်္ဂလာပါရှင် ခေတ္တ news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမဆုံးရှေ့လာမယ့်နေ့ရက်တွေဟာမြမနိုင်ငံရေးပြောင်းလဲသွားမယ့်အချိန်ပါပဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင် ရေကောက်ကမအောင်မြင်စစ်ကရှုံးကြဖြတ်မှုရဲ့ရာဇုံမှုတွေအတွက်အမေရိကန်တပ်ကဝင်လာနေပြီဒေဗယ်ပြောမယ်မင်းတို့စစ်ခွေးတက်ကြီးဘာမှလုပ်မရတော့ဘူးအလုံးကြောင်ပိတ်နေပြီပြေးကြဖို့နဲ့သေးဖို့ပဲရှိတော့တယ်မင်းတို့တက်ပြက်ကြီးလုံးဝကြာရှုံးပြီအဲ့တော့ Facebook မှာမင်းတို့စကားပေါ်မှာလေဘလော့ဝါရာဖြင့်ပြန်လင်းညာတွေးထိုးကြိုက်တာလုပ်ပါစေစေမတိုးတော့ဘူးစကားကုန်ပြောရရင်မင်းတို့ဘာမှကိုလုံးမရတော့ဘူးလို့ဆိုပါတယ် အဲ့တော့အခု Facebook နဲ့ TikTok တွေမှာဘလူပြန်နေအောင်ဖုံထနေတဲ့စံကုန်မြေလေးတရားဖို့တုံးကောင်မတန်နဲ့ဇိုကြားတွေလည်းမအလလက်တာနဲ့အကုန်ကြက်ပြောင်ငက်ပြောက်ပဲခုတော့မအလအကုနဲ့ဘလူပြန်ဖုံထပရာဟိတဗန်းပြပြီးနောက်ွယ်မှာမျိုးစုံကျူးလွန်နေသမျှတွေမအလလက်တာနဲ့ဒေါ်လာရေးပြီးတာနဲ့အကုန်တန်းစီပေါင်းချာနဲ့မြေလန်ရှင်းထုတ်ပြီးဆိုရှယ်နက်ဝက်ကြီးတစ်ခုလုံးတန်တော့အောင်ဂျပိုးတခုဖာကောင်းခစ်ကိုထူထောင်နေတဲ့မအလနဲ့အတူရေဝဲတို့ပို့ဆောင်နိုင်အောင် PDF တက်တော်က တေချာအေးယူပြီးပြည်သူအတွက်သွေးကြေးကိုပြန်ဆက်ကြရမယ်လို့ဆိုပါတယ်။အဲတော့မအားလာဟာအခုအကြပြန်သူနဲ့မဆိုင်တဲ့အောင်မကြောက်တဲ့အောင်ဟန်ဆောင်လုပ်ပြနေပေမဲ့အတွင်သတင်းတွေအရ US ဝင်ရှင်းမိသတင်းနဲ့တရုတ်ကပါငါးနိုင်ငံပေါင်းရှင်းလင်းမယ်ဆိုတဲ့သတင်းကြောင့်နဘာဒတခုလုံးမိုးမီလောင်နေသလိုတရုတ်ကကြားပြတ်လက်တဲ့စီးရင်ထဲမှာမအားလာတက်ကိုပါတရုတ်ဝင်စီးရင်ထုတ်ပြန်တရီပေးပြီးမအားလာကိုပါထိုးချလမ်းလွဲထားလို့အကယ်၍ US နဲ့တရုတ်မြန်မာတဲ့ဝင်ရှင်းတဲ့နေ့ မအားလားစောချစ်သူနဲ့ဘာဝင်ပတ်သက်နေသူတွေအကုန်ဝေယုံသုံးကနဲ့ပြေးကြတော့မယ်ဆိုတာအဲ့နှစ်ကိုနားဆွင့်ထားကြရှေလာမဲ့ရက်တွေဟာမြမနိုင်ငံရေးပြောင်းလဲသွားမယ်အချိန်ကပဲနေ့ရက်တိုင်းနေ့ညဘဲကောင်းနေဝေယုံသုံးကနဲ့ပြေးကြမလဲလာမဲ့ရက်တွေဟာနိုင်ငံရေးစည်းရေးတဲ့မအားလားတွေပြေးကြမဲ့သတင်းတွေသာ ထွက်ပေါ်လာလိမ့်မယ်တိကျသတင်းမပြတ်နားဆွင့်ထားကြကြောင်းပိတ်နိုင်ဖို့စူးစမ်းကြပါ ီအခွင့်အရေးကိုအန်ယူဂျီကတရားလုပ်ပြနိုင်ရင်တော်လန်ရေးပါတန်းအောင်ပါပြီလို့ပြောပြကြသေးဦးဆိုပါတယ်။ဆက်လက်ပြီးတင်တိုင်းမပေါက်ဖြစ်လာသောစေအုပ်စုတန်မြန်ထိုးစစ်တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။နေပြီးတော့ဥတ္တရဒီမြို့နယ်နဲ့တက္ကသိုလ်မြို့အကြားစစ်တပ်စခန်းကို PN လေးကဝင်ရောက်စီးနင်းပြီးနေပြီးတော့ဝင်းကျင်အထိ PN လေးကရောက်ရှိနေရာယူထားသည်ဟုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PN လေးအထွေထွေအတွင်ရေးမှုရဲဘော်နီနီကျော်ကအတည်ပြုထားပါတယ်ရှင်။ စီအုပ်စုတံများအဖို့ရှည်တန်းဆိုရင်ဝေးဝေးလန်လန်လဲသွားစီရမလို့တော့ပဲလက်တကန်းအကွာတို့ရောက်ရှိနေပြီဖြစ်ပါတယ်။ယခုအခါ KNU နဲ့ပူပေါင်းတပ်ဖွဲ့များတနင်္လာရီတိုင်းအတွင်းရှိနေကြမျိုးဖြစ်သော မောတောင်ကို လေးရကြထိုးစစ်ဆင်ပြီးတင်းယူနိုင်ခဲ့တဲ့ဖြင့်စစ်တုံးပန်းအမြောက်များနဲ့လက်နက်ခဲယင်းများကိုတောင်းပုံရပုံရရှိသွားခဲ့ပါတယ်။ထိုတိုက်ပွဲတွင်ယာယီတရင်မှုနှင့်အုတ်ချုပ်ရေးဝန်ထမ်းများစုစုပေါင်း60ခန့်ထိုင်းဘက်သို့ကိုလူယုံထပ်ပြေးသွားခဲ့ပါသည် မော်တောင်တီရကင်ကမိခရိုင် KNU ဌာနချုပ်အဖြစ်တည်ရှိခဲ့ရမှာ1990တွင် လက်လွတ်ခဲ့ရခြင်းဖြစ်သည်ဟုသိရပါတယ်။နေဇကုံတို့ရေးတင်သားမကဗျူဟာအရရောအေးပါသောမျိုးလည်းဖြစ်ပါလိမ့်ရှင်။နိုင်ငံအလဲပိုင်းတွင်လည်းကမ်ဘလူးနှင့်ခင်ဝဲကြားစစ်ကြောင်းတို့ရန်ဝင်ရောက်လာသောအင်အားတရာခန့်ရှိစေအုပ်စုဤတပ်များကိုပြည်သူ့ကာကွယ်ရေးတပ်များကကြားပြတ်တိုက်ခိုက်ရာစစ်ကြောင်းမှုအပ်ပါဝင်90ခန့်တိစုံပြီးဖျို့ဖျက်ရဲနှင့်တက်ပြန်ဆုတ်ခွာသွားကြရပြန်တယ်။ အဆိုပါတရင်များသည့်စေအုပ်စုများအသာရသွားနိုင်သလိုဟုယူဆနေကြသောပြည်သူများအတွက်အတက်တပွဲတရင်များဖြစ်လာရပါသည်။စေအုပ်စုသည်တရုတ်၏ကျေးဇူးဖြင့်ရှမ်းမြောက်ဒေသတွင်အသက်ရှူချောင်းသွားပြီးရခိုင်နှင့်နိုင်ငံအလဲပိုင်းတွင်တံပြန်ထိုးစစ်ဆင်နိုင်ရန်တံများကိုထုံနှုတ်အသုံးပြုခွင့်ရသွားတော့လေ။ယခုအချိန်ထိ၎င်းတို့၏ချိုးချစ်သည်မိတိများထိရောက်မှုမရှိဘဲအချို့နေရာများတွင်ရိုက်ချိုးခံရသည့်အထိဖြစ်လာနေသည်ကိုတွေ့ရသည်ဟုမြန်မာနောင်ကတုံ့တက်ထားပါရှင်။ မိုးကုတ်ကိုပတ်လည်ဝိုင်းထားတဲ့မရေယာတပိတ်ချင်းနဲ့ဆင်ကူးမျိုးနယ်များကိုအ धिक ဦးတည်လာနေတယ်။ယခုအခါမတရားမျိုးနယ်တဝက်ကျော်ကျော်ကိုဆေးအုပ်စုကထိန်းချုပ်နိုင်ခဲ့တယ်။၎င်းတို့ရှေတိုးမလာနိုင်ရင်ပြည်သူ့ကာကွယ်ရေးတပ်များကအစွမ်းကုန်ကိုခုခံနေတယ်။ရွေးကောက်ပွဲမတိုင်ခင်မန္တလေးတိုင်းအတွင်းရှိအ ਨੇ စုံမျိုးဆယ်မျိုးကိုပြန်လည်ထိန်းချုပ်နိုင်ရင်လေကြောင်းပစ်ကူဖြင့်ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ စီအိုစုသည်ချင်းပြည်နယ်တွင်ဟာခနှင့်တီးတိမ်မျိုးများတွင်သာထင်းကျုံနိုင်သည့်အတွက်ယခုအခါထန်တလန်တွန်းဆန်ဖလန်တို့ကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေတယ်။ကရင်နီတွင်လည်းမိုးပြဲဖဲခုံတဝိုက်တံပြန်ထိုးစစ်များဆင်နွှဲလျက်ရှိတယ်။အကြိမ်ပင်မျိုးရွာများကိုပြန်သိမ်းနိုင်သည့်ဆိုစေအောင်မဲပေးသည့်လူတို့ကထွက်ပြေးတိမ်းရှောင်နေကြ၍ရှာမရဖြစ်နေသည့်ပြဿနာနှင့်ရင်ဆိုင်လာရပါတယ်။ ရခိုင်ပြည်နယ်ရှိမြို့ပေါင်း၁၄မြို့ကိုတင်ယူထားပြီးဖြစ်သောအရခတပ်ဖွဲ့များသည့်အေယာဝတီ၊မကွေး၊ဘကိုးနယ်စပ်များတွင်ဆက်၍အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိပါသည်။အတင်းအရမရှေ့ထဲတွင်ခံရသူများလည်းအခွင့်ရသည့်နှင့်ထွက်ပြေးနေကြပါသည်။ထို့အတွက်ကြောင့်လည်းလေကြောင်းမှမိများပင်ရှစ်ခုပေးနေတော်လဲမြေပြင်တပ်များကရှေ့မတိုးနိုင်ဖြစ်နေ၍တင်တိုင်းမပေါက်ဖြစ်နေရပါသည်။ရှေ့အုပ်စုဤစီရေးချက်တွင်လာမှုသည်တော်လန်ရေးတပ်များ၏ထိန်းချုပ်နေမည်အနေထားပြမြေပုံကိုယခုထိတည်တည်တသာပြောင်းလဲနိုင်ခြင်းမရှိဘဲ သိမ်းယူနိုင်ခဲ့သောမြို့များတွင်လည်းတံများအခြေဆိုင်ရာစခန်းအပြင်ကိုတိတ်ပြီးထွက်နိုင်ခြင်းမျိုးမရှိဟုနိုင်ငံအနှံ့ရေးတော်လှန်ရေးတံများကတင်းရင်တညွတ်ထဲချမှတ်ထားခဲ့ပါတယ်။၎င်းတို့နေရာနဲ့ဖြတ်ကျက်၍ဆေးချောင်းထိုးလာခြင်းသည်တော်လှန်ရေးတံများအမိများပင်တည်ရောက်မှုမရှိဘဲအရသာများသာဒုက္ခပင်လည်းဝေပြီးအတက်အငြိအထိကနေကြသည်ဟုမြန်မာနောင်ကဆိုပါတယ်။စစ်ပွဲများသည့်နေမြေသိမ်းပိုက်နိုင်မို့ထက်ဇဲမန်နှင့်ခန္ဓာရီကိုစံတက်ရှင်ပြန်ရမည်အဆင့်သို့ကူးပြောင်းလာနေပါသည် ထိုပွဲတွင်တော့ဆီအုပ်စုသည်ရေရှည်တွင် ပြည်သူ့ဘတ်တော်သားများကိုမြင်းမြပင် ရှင်နိုင်မည်မဟုတ်ပေ။မင်းအောင်လိုင်းသည်ယခုအခါဖအံမျိုးတို့ရောက်ရှိလာရာစောချစ်သူနှင့်လှုပ်ဝတွေ့ဆုံပြီး၎င်းတို့ထံလာရောက်ခိုလုံဖို့နားချမိဟုယူဆရပါသည်။အကယ်၍အမေရိကန်ဤဘာမာတင်းမှဖန်ဆီးရမိသွားပါကကြားဖြန့်နှင့်ဆီအုပ်စုတို့မြင်းမြအတိုင်းအတာထိပတ်သက်နေမည်ဆိုကဘူးပေါ်တယ်လို့ပေါ်သွားနိုင်ကြောင်း ဗင်နီဇွဲလားတမတာကဲ့သို့ပင်ထရမ့်မှစူးချင်းများထုတ်လာသည့်အထိကြော်မကောင်းကြားမကောင်းဖြစ်ချေတော်မူအမေရိကန်ခရိုင်တရားသူကြီးမိုက်ကယ်ဟာဘီကလည်းဖျားသုံးစုနယ်မြေအတွင်းရှိစတာလင်ဂျိုဒူးနှင့်ဆက်သွယ်ရာဗဟုကျက်ကိုကူအားတင်စီရန်ဝရမ်းထုတ်ပြန်ပေးခဲ့ပါတယ်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမကြီးဦးကျော်မိုးထွန်းမှလည်းမင်းအွန်လိုင်းကိုဖန်ဝရံအမြန်ထုတ်ပေးရန် ICCR တောင်းဆိုကြောင်းနိုဝင်ဘာ17ရက်ကုလသမဂ္ဂအထွေထွေညီလာခံတွင်ပြောဆိုသွားခဲ့ပါတယ်။ ပြည်သူတို့ဤတရားတော်စစ်မဟုတ်ချအောင်ရမည်ဟုဆိုပါတယ်အကြံဖတ်မဲအောင်လိုင်းမှာယနေ့ကရင်ပြည်နယ်ဖအံမြို့သို့လာရောက်မိဖြစ်၍ BGB အပါအဝင်စစ်တပ်နှင့်အစင်းပြေသောကရင်လက်နက်ကိုင်များမြို့ရဲသို့မလာရောက်ဟုအမိန့်ထုတ်ထားကြောင်းကရင်စီရီတရင်အရင်မြစ်တချို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုထားပါသည်။ယမန်နေ့အကြံဖတ်စစ်ကောင်းဆောင်မဲအောင်လိုင်းကလက်တလောရန်ကုန်မြို့တွင်ရောက်ရှိနေပြီးဘုဒ္ဓဘာသာ ကလျာဏယူဝအတင်းဤ YMBA အတင်း85ကြိမ်မြောက်ဆင်ရတု38ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးဝဲစုကြီးမြင့်ပွဲအခမ်းအနားတို့တက်ရောက်ခဲ့ကြောင်းရင်းမတဆင်ဖအံမျိုးတို့လာရောက်ရန်ရှိကြောင်းသိရှိရပါတယ်ရှင်။ဖအံကိုမအားလာလာမလို့ကရင်လက်နက်ကင်တွေကိုလက်နက်ကင်ပြီးမြို့ထဲမလာရအမိန်ထုတ်ထားတယ်။ဖအံမှာတက်နေတွေ့ဆုံပွဲနဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေ့ဆုံပွဲလုပ်မယ်။ ပြင်ဖအံတောင်ကလေးစစ်စေးရုံကိုတွားပြီးတရားရစစ်တီတွေကိုတွားပြီးတွေ့ဆုံမှုရှိတယ်လို့ကရင်စီရေးတရင်မြေကပြောဆိုထားပါတယ်။ထို့ပြင်မင်းအောင်လှိုင်ကမအူဝင်းမြို့နယ်တွင်ဖွင့်လင်းရန်ရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက်ကတော်ဖွင့်ပွဲတို့လည်းတက်ရောက်ဖို့ရှိနေပြီးယမန်နေ့ကလေးကမအူဝင်းမြို့တစ်ခုလုံးလမ်းမေးဝက်ရရှေးတုတ်ချင်းလုံကြုံရင်းများချထားခြင်းဝင်ကြီးဌာနအဆောက်အအုံများရှေးတုတ်ချင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ နိုဝင်ဘာလတတိယအပတ်မှာမအူပင်မှာစိုက်ပျိုးရေးမွေးမြူရေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ရောက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကတည်းကကြိုတင်ပြင်ဆင်နေကြပြီးခုမအူပင်အခြေဆိုင်ဒေတာကင်းထောက်တရင်အရင်မြေကရှင်းပြထားပါတယ်။ဆက်လက်ပြီးအေအေကယာယီစုပ်ခွာပေးလိုက်တော့ကြောက်ဖြူမင်းမြင်ရွာရေးတာစစ်စခန်းတွင်ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေခြင်းအေအေပြစ်ခတ်သောလက်နက်ကြီးကြားရောက်ပောက်ကွဲ၍စစ်သားအများပြတိုက်ဆုံးသည့်တရင်တင်ဆက်ပေးသွားပါမယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွင်အေအေကယာယီဆုတ်ခွာပေးလိုက်သောကြောက်ဖြူမင်းပြင်းရွာရေသာစစ်စခန်းတွင်ဝါရဖြန့်တပ်ပုံရိုက်ကိုရစစ်တပ်ကအပြင်းစင်နေစဉ်အေအေပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲ၍စစ်သားအများပြားတင်ဆောင်သောကြောင့်အေအေစီရီတရင်အင်းမြစ်ကရန်ကုန်ခေတ်တည်တရင်ဌာနထံသို့ပြောဆိုထားပါသည် အရခတက်တော် AA သိမ့်ပိုက်ထားသည့်ကြောက်ဖြူမျိုးမင်းပြင်ရွာရေတာစခန်းကိုလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းအကြမ်းဖက်စစ်ကော်မရှင်တပ်များကအင်အားလုံးရင်ဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရင်းနောက် AA ကမင်းပြင်ရွာစခန်းမှယာယီဆုတ်ခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းထို့သို့မင်းပြင်ရွာစခန်းကိုစစ်တပ်ကရရှိပြီးနောက်ဝါရက်ဖြန့်ဓားပုံရိုက်ကူးရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေကြကြောင်းရင်းအချင်း အေကလက်နက်ကြီးဖြင့်ပြစ်ခတ်ရမှာမိမိရွာစက္ကန့်တစ်ခုလုံးကိုဝါဒဖြန့်တပ်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့်နေရာသို့တဲတဲကြရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုအတွင်းစေတအများပြားတိုက်ဆုံသွားကြောင်းသိရှိရပါရဲ့ရှင်။အဲ့ဒါမင်းပြင်ရွာရေရာစက္ကန့်ကိုအေအေကတိန်ထားတာအင်းအားနေငယ်ပဲရှိတယ်။အဲ့ဒါကိုစစ်တပ်ကအင်းအားလုံးရင်းနဲ့စေချောင်းထိုးလာလို့ပြန်ဆုပ်ပေးလိုက်ရတာ။အဲ့ဒါကိုစစ်တပ်ကမနေ့ကဝါဒဖြန့်တပ်ပုံရိုက်ကူးဖို့လုံနေတော့အေအေကလက်နက်ကြီးနဲ့ပြစ်လိုက်တာအကုန်ကြောက်ကုန်တဲ့ဟုစီရေးတရင်ကြီးကပြောဆိုထားပါရဲ့။ မင်းပြင်းရွာစခန်းတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အကျန်းဖတ်စစ်သားအနည်းဆုံး၁၀ဦးခန့်တိဆုံးနိုင်ခဲ့ပြီး24ဦးတိဆုံးသည့်ဟုသတင်းများကြားသိရတော့လဲအတီကြအတီမပြုတ်နိုင်သေးပဲ။ကြပြုံမျိုးနဲ့အတွင်းချင်းရွာအများစုတွင်အေအေကနေမြေစုမိုးထားပြီးစစ်တပ်က ရေတပ်နှင့်မြို့ပေါ်အခြေစိုက်တပ်များတွင်သာနေရာယူထားပြီးကြီးရည်လီအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ပါတယ်။အေကရခိုင်ပြည်နယ်တွင်2023နိုဝင်ဘာလ23ရက်နေ့မှစတင်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိတွင် တန်တွဲရံပြေဘူးတီတော်ရသေးတော်ပုံနာကျွန်းကြောက်တော်မင်းမြမြောက်ဦးမြေပုံးပေါတော်မောင်တော်အန်တောင်ကိုဂွားတို့ကိုတင်ပိုက်ထားတယ်ထို့ပြင်ချင်းပြည်နယ်ပလဝမြို့နယ်ကိုလည်းအေကတင်ပိုက်ထားပါတယ်အေကရခိုင်ပြည်နယ်တပီလုံးတိမ့်ပိုက်နိုင်ရန်အတွက်လက်တကန်းသာလိုတော့ပြီးထိုးစင်များအချိန်မြင့်တင်လျက်ရှိကြောင်းအေအေတရဝင်းထုတ်ပြန်ကြေညာလိုက်ပါတယ်ရှင်။